လာပါရှင်ရန်ကုန်ခေတ္တကနေမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းမင်းလန်းမြို့နယ်ရန်ကုန်ပြည်လန်းစစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တိုက်ခိုက်မှုကြောင့်မင်းလန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဗိုလ်မှူးရန်နိုင်အောင်သေဆုံးခဲ့ပြီးသေဆုံးချိန်မှာဒုတိယဗိုလ်မှူးကြီးကိုစစ်ကောင်စီကရာထူးတိုးပေးလိုက်ပါတယ်ကရင်ပြည်နယ်ကော့ဂရိတ်ကျုံတိုးလမ်းတိုက်ပွဲမှာ စ်သား30ဦးထပ်မံနေသေးဆုံးပြီးစစ်တပ်ဘက်ကတရင်မှုနဲ့ဒုတရင်မှုတို့အပြင်းထန်တံရရကလက်နက်ခဲရန်အများပြားသိမ်းဆီးရရှိခဲ့တဲ့တဲ့ရင်အပါဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းမင်းလန်းမြို့နယ်ရန်ကုန်ပြည်လန်း စ်ကွင်းတာဆောင်စစ်စေးရေးဂိတ်တိုက်ပွဲမှာမင်းလားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဘိုးမူးရန်နိုင်အောင်တေဆုံးပြီးတေဆုံးချိန်မှာဒုတိယဘိုးမူးကြီးကိုစစ်ကောင်စီကယာဒူးတိုးပေးလိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်ကမင်းလားမြို့နယ်အုပ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်စစ်စေးရေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က တာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘုံမူကြီးစောမျိုးဝင် အုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၁ဘုံမူဖြိုမင်းဦးတာယာဝတီခရိုင်ခရိုင်ဒုတိယရဲမူကြီးစိုးခိုင်တို့လိုမျိုးစစ်အရာရှိ၃ဦးနဲ့အတူ မင်းလာမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၁ဘုံမူရန်နိုင်အောင်ပါတေဆုံးခဲ့တာပါတေဆုံးသူဒုတိယဘုံမူကြီးရန်နိုင်အောင်ကသမတော်ဤပညာတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး စစ်အင်ဂျင်နီယာတက်ကဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးပဲသေဆုံးခဲ့တဲ့တာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယပုံမူကြီးစောမျိုးဝင်းကလည်းတမတော်ဤပညာတက်ကတော့ DSTA အပတ်စဉ်ခုနှစ်ကဖြစ်ပြီးသေဆုံးခဲ့တဲ့အုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဘောမူဖြိုးမင်းဦးကလည်းတက်မတော်ဤပညာတက်ကတော့ DSTA အပတ်စဉ်စတိတ်ကဖြစ်တယ်လို့သိရပါဗျ။ တေဆုံးခဲ့တဲ့အသက်42နှစ်ရှိနေပြီဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးရန်နိုင်အောင်ရဲ့နာရီရက်လေကိုမနေ့ကမင်းလာမြို့နယ်ထွေအုပ်ရုံးမှာပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းလာမြို့နယ်အုတ်တွင်းရွာစစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်တိုက်ပွဲမှာစစ်ရာရှိကြီး၄ဦးအပါအဝင်စစ်တပ်ဘက်ကစစ်သား20ကျော်တေဆုံးခဲ့တယ်လို့တော်လန်ရေးတပ်တွေနဲ့စစ်ဘက်သတင်းရင်းမြစ်တွေစီကနေသိရပါဗျရှင်။ စကိုင်းတိုင်းဘက်ကသတင်းတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်။စကိုင်းတိုင်း6ဦးမြို့ထွေအုပ်ရုံးကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာတော့စစ်သား2ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်းရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ညနေ9:45မိနစ်အချိန်က6ဦးမြို့ထွေအုပ်ရုံးကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ပါတဲ့စစ်ကြောင်းကို 6ဦးမြို့စူတောင်းပြည်ကျောင်းသားမှာ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား2ဦးပွဲချင်းပြီးသေဆုံးတာထိခိုက်ဒဏ်ရာရသူတွေလည်းရှိပေမဲ့တော်လန်ရဲဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။လက်တလော6ဦးမြို့နယ်မှာစစ်ကောင်စီကမြို့ပေါ်ကလွဲပြီးကြံမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေအားလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်များကစိုးမိုးထားတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဘက်ကသတင်းကိုဆက်ရအောင်ပါ။စကိုင်းတိုင်းအင်းတော်မြို့နယ်နဘာကျေးရွာရှိရန်အောင်မင်္ဂလာဖုံးကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဖုံးကြီးကျောင်းပျက်စီးပြီးခရီးသွားအမျိုးသမီးတဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်စ်ကိုပြောပါရယ်အကြမ်းဖက်စစ်တပ်ကဗုဒ္ဓဘာသာကိုစောင့်ရှောက်တယ်လို့ပြောနေပေမဲ့ လက်တွေ့မှာတော့ဖုံကြီးကျောင်းတွေစေဒီပထိုးတွေကိုဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေပါဗျ။အခုလည်းပဲအင်းတော်မြို့နယ်နဘာကြီးရွာနဘာလန်းစုံအနီးမှာရှိတဲ့ရန်အောင်မင်္ဂလာဖုံကြီးကျောင်းကိုပိတ်မှတ်ထားပြီးနှစ်ကြိမ်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကြောင့်ဖုံကြီးကျောင်းပျက်စီးသွားပြီးခရီးသွားမျိုးသမီးတဦးရဲ့ဦးခေါင်းမှာဘုံစထိမှန်တန်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတဦးကပြောပါရရှင်။ ကရင်ပြည်နယ်ဘက်ကသတင်းမှာတော့ကရင်ပြည်နယ်ကော့ဂရိတ်ကျုံတိုးလမ်းတိုက်ပွဲမှာစစ်သား30ဦးထပ်မံနေတေဆုံးပြီးစစ်တပ်ဘက်ကတရင်မှုနဲ့ဒုတရင်မှုတို့အပြင်းထန်တံရရကလက်နက်ခဲရန်အများပြားသိမ်းဆည်းရရှိတယ်လို့ Moon Liberation Army ရဲ့ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ ကရင်ပြည်နယ်ကြုံတိုးမြို့ကနေတဆင့်အောင်စေရစစ်ကြောင်းကိုစစ်ကူပေးဖို့တက်လာတဲ့စစ်ကောင်စီလက်အောက်ခံတမ44တမ55ကစစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါအဲ့ဒီတိုက်ပွဲဟာ9နှစ်ကျော်ကြာမြင့်ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်ကတရင်မှုအပါဝင် 2IC ပုံမှုတန်ရာရရှိကစစ်သား30ဦးထပ်မံနေတည်ဆုံးခဲ့ပြီးစစ်တပ်ရဲ့လက်နက်ခဲယမ်းတွေတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ စတက်စီကနေသိသိရရှိခဲ့တဲ့လက်နက်တွေကတော့ MA1 MA2 လက်နက်တွေ RPG တွေ60မမလက်နက်ကြီးတွေကြီးပေါက်အမျိုးမျိုးကြီးအမျိုးမျိုးကြီးကောက်အုတ်ထုပ်အပါဝင် လက်နက်ခဲရန်တွေနဲ့စစ်အသုံးဆောင်ပစ္စည်းတွေကိုလည်းသိသိရရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပဲပြီးခဲ့တဲ့ဇွန်လ22ရက်နေ့မနက်10နာရီမှာတော်လန်ရေးပူပေါင်းတပ်တွေကကြုံတိုးမြို့နေရာ၄ခုကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စကောင်စီတက်တွေကလည်းပြန်လည်ပြစ်ခတ်မှုရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဖအံမျိုးကနေခဲရန်တွေတင်ဆောင်လာတဲ့ကားတွေလည်းတာမညကော်တာဘက်ကနေကြုံတိုးဘက်ကိုတက်လာတယ်လို့သိရပါဗျ။အဲဒီစစ်စင်ရေးကို KNL ကဦးဆောင်ပြီး RMA မွန်တက်တော် PDF တက်တွေအပါအဝင်မဟာမိတ်တက်ပေါင်းစုံပါဝင်တိုက်ခိုက်နေပြီးကြုံတိုးမျိုးကိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေကဝိုင်းထားတာကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေစီပူပေါင်းပြီးပြည်သူရင်ခွင်ကိုခိုးလုံကြဖို့လဲတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။တဖက်ကမကွေးတိုင်းဘက်မှာတော့စလင်းမြို့နယ်အတွင်းကိုပသိမ်မုံရွာလမ်းပိုင်းအတိုင်းတင်ကား၄စီးနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့တာမှာတော့စစ်တပ်ဘက်က၃ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိခဲ့တယ်လို့ Peacock Brother Urban Gorilla အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကစတင်ပြီးဆလင်းမြို့နယ်အတွင်းမှာရှိတဲ့ကံပြားရွာဘက်ကိုတင်ကားလေးစီးအင်အား200နဲ့ပသိမ်မုံရွာကားလမ်းတိုင်းထိုးစစ်စင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကစတင်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အဲ့ဒီစစ်ကြောင်းက တောင်ညီနောင်မျိုးပြပြောက်ကြားတပ်ဖွဲ့နဲ့မင်းဘူးခရိုင်အမှတ်9တပ်ရင်းကထောင်ထားတဲ့မိုင်း9လုံးကိုနင်းမိပြီးတက်ကြက်တအူးအပါဝင်စစ်ကောင်စီတပ်သား3ဦးနေရာမှာတွင်ပွဲချင်းပြီးတေဆုံးက10ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဇွန်လ14ရက်နေ့15ရက်နေ့တို့မှာနှစ်ရက်ဆက်ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာတော့တင်ကားတွေရှေ့ဆက်မတိုးနိုင်တော့ပဲကံပြားရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားသလို ခြေလျင်စစ်ကြောင်းကလည်းပသိမ်မုံရွာလမ်းပိုက်မှာမိုင်းအကြီးကြီးတိုးပြီးအထိနာခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးနိုင်ငံတကာဘက်ကသတင်းမှာတော့အမေရိကန်ပြည်ထောင်စုကအီရန်နျူကလ িয়ার စက်ရုံတွေကိုလေရင်နဲ့ပုံကျဲချလိုက်ပြီးတော့အစ္စရေးအီရန်စစ်ပွဲမှာပါဝင်လိုက်ပါတယ်။ မြန်မာစံတော်ချိန်ဇွန်လ22ရက်နေ့မှာ အမေရိကန်ကအီရန်နိုင်ငံရဲ့နျူကလ িয়ার စက်ရုံတွေကိုအမေရိကန်ဘုံကျဲလေယာဉ်တွေနဲ့ပုံများကျဲချခဲ့တာပါဒီတိုက်ခိုက်မှုမှာ အလွန်အောင်မြင်ပြီးလေယာဉ်အားလုံးကအခုမှတော့အီရန်လေပိုင်နက်ကနေထွက်သွားပြီဖြစ်တယ်လို့အမေရိကန်သမ္မတထရန့်ကကြေညာလိုက်ပါတယ်အီရန်အစ္စရေးစစ်ပွဲမှာအမေရိကန်ပြည်ထောင်စုကတရားဝင်ပါဝင်လာတာကြောင့် စစ်ပွဲကြာရှည်တာနဲ့အီရန်ဘက်ကလည်းအခြားစစ်အင်အားကြီးနိုင်ငံတွေပါဝင်လာနိုင်တဲ့ဆိုတဲ့သုံးသပ်မှုတွေကိုလည်းနိုင်ငံတကာသတင်းဌာနတွေမှာကြေပြန့်စွာသုံးသပ်ဖော်ပြနေကြပါတယ်။အဲဒီလိုတိုက်ခိုက်မှုအပြီးမှာတော့အမေရိကန်သမ္မတထရန့်ကနိုင်ငံကိုမိတ်ကွန်းပြောဆိုခဲ့ပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။